ဏနုဒတိအားထုတ်ပြီးတော့ဝိပဿနာဘယ်ပုံကူးမလဲလို့မေးလို့ရှင်ဗုဒ္ဓနုဒတိကမ္မထာကတော့ဒါသမထကမ္မထာမယ်ဖះကိုအာယုံပြုလိုက်လို့စိတ်ကလေးတွေကြည်နူးလာတယ်တတိလေးတွေညာလေးတွေထက်လာတယ်ထက်လာပြီဆိုဖះကိုအာယုံပြုတဲ့တတိလေးကိုဝိပဿနာရဲ့အာယုံအဖြစ်အသုံးချလိုက်မယ်ပထမကဖះရဲ့ဂုံတော်ကိုအာယုံပြုနေတာ အဲ့ဒီအာယုံပြုတ်ပြီးတော့ပေါနေတဲ့တတိလေးကိုဝိပဿနာရဲ့အာယုံအဖြစ်သုံးချလိုက်မယ်။သုံးချလိုက်တာနဲ့တပြိုင်နက်ဟောဒီတတိတရားလေးဟာအာယုံကိုအမှတ်ရနေတဲ့သဘောလေးပဲ။ဒီတတိတရားလေးဟာ သူကြီးမဖြစ်ဘူး။ဉာဏ်နဲ့စိတ်တွေနဲ့ရှင်တွဲပြီးတော့ဖြစ်တယ်။ဖတ်တာဝေဒနာတင်ညာစတဲ့စေတသိက်တွေနဲ့ရှင်တွဲပြီးတော့ဖြစ်တယ်။ရှင်တွဲပြီးတော့ဖြစ်လာတဲ့ ဒီတတိတရားလေးဟာနှလုံးသားလို့ဆိုတဲ့ဟရိယဝတ္ထုကိုမိပြီးတော့ဖြစ်တယ်။ဟရိယဝတ္ထုဆိုတဲ့အထက်မှာလည်းပဲဓာကြီးလေးပါးဆိုတာပါတယ်။ဒီယုတ်တရားတွေမှန်သမျှဓာကြီးလေးပါးကိုမိပြီးတော့ဖြစ်တယ်လို့တတိလေးကိုရှုမြင်ရကတတိရဲ့တိရာဟရိယဝတ္ထုယုတ်ရောနံရောနှစ်ခုစလုံးဆင်ញင်သုံးသပ်လာနိုင်တယ်။ယုတ်နဲ့နံနှစ်ခုလုံးဆင်ញင် သုံးသပ်ကြည့်လို့ယုတ်နဲ့နံ တတိတရားလေးကနန္တရားတတိရဲ့တရားဖြစ်တဲ့ဟရိယဝတ္ထုကယုတ်တရားလို့ယုတ်နဲ့နန်နဲ့နှစ်ခုခွဲပြီးတော့မြင်လာလိုက်တာဟာနာမရူပပြိစေရညာမယ်ပေါ့အဲ့ဒါလို့ယုတ်နဲ့နန်နှစ်ခုဆိုတာလေးကိုမြင်လာလိုက်တာနဲ့တိုင်နဲ့တတ္တဝါဆိုတဲ့အတွေးမရှိတော့ဘူးငါဆိုတဲ့အတွေးပျောက်သွားတယ်အဲ့ဒါကိုဒိဋ္ဌိဝိတ္တုတ္တိလို့ပြောတာဒါဖြင့်ဒီတိတ်တိတ်လေးနဲ့ ထရယဝတ္ထုလေးကသူ့ဘာသူဖြစ်နေတာလားဆိုတော့မဟုတ်ဘူးဆိုင်ရာအကြောင်းတရားလေးတွေရှိတယ်ဆိုတာသိလား။ဘုရားကုံတော်နဲ့တွေ့လိုက်တဲ့အခါမှာဒီတတိလေးကဖြစ်ပွားလာတယ်။ဒါကိုသိလိုက်ရင်ဘုရားကုံတော်ဆိုတဲ့အာယုံအကြောင်းတရားကိုပြုတ်ပြီးတော့ဒီတတိတရားလေးဟာပေါ်လာရတာလို့ဒီလိုအကြောင်းနဲ့အကျိုးကိုဆင်ញင်သုံးသပ်နိုင်လာလို့ရှိရင်ပစ္စယပရိက္ခာညာလို့ခေါ်တယ်ပေါ့။အဲ့ဒီပစ္စယပရိက္ခာညာကနေပြီးဒီတတိတရားလေးရဲ့သဘာဝတရား ရုပ်တရားတွေရဲ့သဘာဝလက္ခဏာတွေကိုရှုမြင်သုံးသပ်ပြီးရှုမြင်လာပြီးသုံးသပ်နိုင်လာပြီးမမြဲတဲ့သဘောလေးတွေကိုတွေးတောလာနာပြီးဆိုရင်တမတနာပဲ။နောက်တွေးတောရာကနေပြီးတော့ဖြစ်မှုပြမှုနှစ်ခုစလုံးကိုမြင်လာပြီးဆိုရင် ဥရိယဘယပဲ။ဥရိယဘယညာဖြစ်လာ။အဲ့ဒါလို့ဖြစ်လာတဲ့အခါနောက်ဆုံးမှာဖြစ်ပြမှုတွေကအလွန်များလာအသိဉာဏ်ကလည်းလွန်လွန်လင်းလင်းမြန်မြန်ဖြစ်လာတဲ့အတွက်ကြောင့် ဖြစ်တာကိုတောင်မစင်းသာအပြက်ကြည့်ပဲမြင်ရတယ်ဆိုလို့ရှိရင်ဒင်ကညာဖြစ်တာပေါ့ပြက်ထားတွေကြီးမြင်လာပြီဆိုလို့ရှိရင်ဘာတွေစိတ်ထဲမှာပေါ်လာတော့ဆိုအိုးကြောက်เสียကြီးပါလားလို့မြင်လာတယ်ဘယ်ရတူပတ်ဘယ်ရညာဖြစ်တာပေါ့ကြောက်เสียကြီးလို့မြင်လာလို့ရှိရင်ဩကြောက်เสียဆိုရင်အန္တရာယ်ရှိတာပါလားဒုက္ခညာနာကြီးလားလို့မြင်လာလို့ရှိရင်အာတိနဝညာဖြစ်တာပေါ့ ။ဒါမြင်ပုံကလေးတွေကတဖြည်းဖြည်းတက်လာ။အဲ့ဒါလို့ကြောက်စရာကြီးလို့အပြစ်တို့မြင်လာလို့ရှိရင်လူရဲ့တဘာဝဓာတ်တွေကနေလွတ်မြောက်ခြင်းနဲ့စိတ်မပေါ်ဘူးလား။ထွက်ပေါက်ကိုရှာတာပြန်လည်ဆင်ခြင်သုံးသတ်တာပဋိသင်္ခာညာလို့ခေါ်တယ်။ထွက်ပေါက်ရှာပြီ။ထွက်ပေါက်လည်းတွေ့ပြီဆိုတဲ့အခါမှာသင်္ခါရတရားတွေပေါ်မှာချစ်ချင်းမုံညင်းဆိုတာမထားတော့ပဲနဲ့သင်္ခါရတရားတွေပေါ်မှာစိတ်တည်တည်ငြိမ်ငြိမ် ထားပြီးတော့နေနိုင်သွားတာက သင်္ခါရုပ္ပခဏ်ညာလို့ခေါ်တယ်။အဲ့ဒီသင်္ခါရုပ္ပခဏ်ညာရင့်တန်လာပြီဆိုလို့ရှိရင်တော့ကြားထဲမှာသင်္ခါရုပ္ပခဏ်ညာဟာမြစ်ကြီးရဲ့ဒီဘက်ကမ်းပဲရှိသေးတယ်။ဟိုဘက်ကမ်းကူးကျင်လို့ရှိရင်ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းကအလှမ်းဝေးနေသည့်အတွက်ကြောင့်တရားမထိုးရပေဘူးလား။လျှောက်သွားဖို့တရားလေးလိုတယ်အဲ့ဒီတရားဆိုတာဘာလဲဆိုရင်အနုလောမညာပဲ အလူလောမညာကနေတရားခင်းပေးလိုက်တာနဲ့တပြိုင်နက်ဟိုဘက်မက်ဆိုတဲ့သဘာဝတရားပေါ်လာတာပဲဟိုဘက်ကန်းရောက်သွားပြီလို့ဒီလိုမှတ်အားမယ်ဟုတ်ကဲ့လားမှန်ပါပါဘုရားအဲ့ဒါလို့ဟိုဘက်ကန်းရောက်သွားတာနဲ့တပြိုင်နက်ငြိမ်းချမ်းမှုတွေကိုတွေ့သွားပြီဩဘုရားတို့တတိတရားကနေပြီးတော့ဝိပဿနာဉာဏ်ကူးပြောင်းလိုက်လို့ရှိရင်ဒီလိုအခြေအနေမျိုးတွေကိုရနိုင်တာကိုမြတ်စွာဘုရားကဘုရားတို့တတိရဲ့အကြောင်းကိုဒီလိုဟောတာဖြစ်ပါတယ်